လိုကိုပိုင်နဲ့မာကြီးတို့မှပြန်လည်ကြိုဆိုပါတယ်မြမယိုရမော်တခုဖြစ်တဲ့မုတ်ပင်တော်အလွယ်လုံးကြီးကိုလာပြီးညှဝေပါတယ်ရာသနေနဲ့ကတော့နဲ အုံသည်ချိုစိတ်မွေးရတာနဲ့အရန်စားလို့ကောင်းပါတယ်။ Okay ပထမဆုံးအနေနဲ့နှမ်းမဲအနှင်းငယ်ကိုလော်တာပေးလိုက်မယ်နော်။နှမ်းကိုတော့အနက်မွေးလာတဲ့အထိမွေးပေးရမယ်နော်။မအီးနဲ့ကိုပိုင်တို့ရွာကိုအလွှမ်းပြင်းအနေနဲ့မိုးပင်တောင်လှဆဖြစ်လို့နီလေးပါလာပြီးတော့မျှဝေတာပါနော်။မိုးပင်တောင်လှဆရင်လည်းကျွန်တော်တို့ဟိုးငငယ်ဘဝကိုပြန်ပြီးတော့ရောက်သွားသလိုပဲအရန်ကိုလွမ်းစရာကောင်းပါတယ်။ Okay နှမ်းကအနက်သတင်းလေးဖြစ်လာပြီဆိုတော့နှမ်းနဲ့စားကိုမကြည့်တကြည်လေးကျွန်တော်တို့ထောင်းပေးရပါမယ်။စားကတော့လက်ဖက်စားစုံတစုံထည့်ပေးပါ။နှမ်းကိုတော့အရန်ကြီးကြည်အောင်ထောင်းစရာမလိုဘူးပေါ့နော်။ သီးကိုတော့ကိုစားသလောက်လာပြီးတော့ချစ်တာပေးပါမယ်။အုံဒီကတော့အဖက်ကြီးကြီးမဟုတ်ပဲအဖက်သေးသေးလေးတွေဆိုလို့ရှိရင်ပို့ပြီးတော့စားကောင်းတော့ဗောနော်။ ။အုံဒီနဲ့ထောင်းထားတဲ့နှံကတော့ ready ဖြစ်ပါပြီ။ဆက်ပြီးတော့မုတ်ပိန်တော်လို့ကိုမုံနစ်ဆက်မယ်။ဆန်မုတ်ကိုတော့ထမင်းပေါင်းဦးကပါတဲ့ဆန်ချီခွဲ2ခွက်၊ထမင်းစားဆုံးမမောက်15ဆုံးလောက်ရှိပါတယ်။ကောင်းကျင်မုတ်ကတော့ဆန်ချီခွဲ2ဝက်၊ထမင်းစားဆုံးမမောက်4ဆုံးလောက်ရှိပါတယ်။ပြီးရင်ကျွန်တော်တို့ဆန်မုတ်နဲ့ကောင်းကျင်မုတ်ကိုနှစ်ဆက်အောင်မှုေပေးလိုက်မယ်နော်။ ွေပြီးသွားပြီဆိုလို့ရှိရင်ကရေကိုကျွန်တော်နည်းနည်းချင်းစီထည့်ပြီးတော့လန်နဲ့နေပေးမယ်နော်ဒီလိုပဲရေကိုထည့်လိုက်နေလိုက်ထည့်လိုက်နေလိုက်နဲ့ပဲနေပေးရပါမယ်ကျွန်တော်တို့သုံးတဲ့ပမာဏကတော့ရေက200လီတာလောက်ရှိပါတယ်အကယ်၍ညီကိုတို့တငယ်ချင်းတို့ကမုတ်ကိုအများကြီးစားခြင်းနဲ့ဆိုလို့ရှိရင်ထက်တုံအနေနဲ့ထည့်လို့ရပါတယ်ကျွန်တော်တို့ကတော့ဒါနှစ်ယောက်စာလောက်ထားတာဖြစ်ပါတယ်မုတ်တာကိုညံ့နေအောင်တတိချာချာလေးစိတ်ရှိရှိနဲ့နေပေးရမယ်နော်။ဒါမှပဲမုတ်ကိုလက်နဲ့လိုက်တဲ့အခါလှလှလေးဖြစ်မှာပေါ့နော်။ OK ဒီလောက်နေထားဆိုရင်အဆင်ပြေပါပြီ။ထပ်ပြီးတော့ကျွန်တော်တို့မော့ကိုပေါင်းဖို့အတွက်ငပြောပဲလေးတော့လိုပါမယ်။ပေါင်းစကားလေးထဲမှာငပြောပဲကိုခံပြီးမော့တော်လေးတွေလိုတလောက်ဖဲ့ပြီးတော့မော့ပိန်တောက်လဲလို့ရပါပြီ။မော့ပိန်တောက်ကိုတသေးလေးတွေလဲရင်ပို့ပြီးတော့အစားကောင်းပါတယ်။မော့ပိန်တောက်လဲတဲ့အခါမှာကြည်လိုက်ရင်လွယ်မလွယ်လွန်နဲ့တတော်လေးတော့ထပ်ပါတယ်။တခါမှမလိပ်ဘူးအခုမှစားလိုက်မဲ့သူဆိုရင်တော့ဇွဲရှိဖို့တော့လိုပါမယ်။မော့ပိန်တောက်လို့တဲ့နေရာမှာကျွန်တော်ဒီနေရာနဲ့ပို့ရမှာပေါ့နော်။ဒီဒီနေရာနဲ့ တင်ညာနဲ့ပေါ့ပါဘောနော်ဖြည်းဖြည်းလေးပဲဖွဖွားလေးပဲသူဖွဖွားလေးပဲပေါ့ရမှာပါကျဲမဲ့ဆိုလို့ရှိရင်ဟိုအားနဲ့ဖိလိုက်မဲ့ဆိုလို့ရှိရင်ဒေါတာလေးကပြဲသွားတော့ပေါ့နော်ကျွန်တော်တို့ကတော့တသေးပဲလောက်တယ်အရွယ်စားကတော့သေးရင်ပို့ပြီးတော့အစားကောင်းတော့ပေါ့နော် တော့အီးလုတ်ထားတဲ့ရက်ဝော်နော်ဘာကောင်လေးတော့မသိဘူးချစ်စီရမော်ပေတောင်လေးတဲ့ခါမှာစီတော့လိုပါမယ်စီဆော့လိုက်မော်လေးလိုက်လိုက်ဖို့အတွက်ကတော့အချိန်ကတော့နည်းနည်းပေးရပါတယ်โอเคဒီမှာကျွန်တော်တို့မုတ်ပေါင်ဖို့ ready ဖြစ်ပါပြီဒဲဦးလေးကိုရေအသေးအသေးထည့်ပြီးရင်မုတ်ပန်လေးကိုအပေါ်ကနေတင်ပြီးတော့အဖုံးကိုပိတ်မီးကိုအလဲလဲလောက်နဲ့15မိနစ်လောက်ပေါင်ထားပေးလိုက်မယ်နော်စကားမစက်နောက်တဲ့ဗီဒီယိုများအတွက်ကျွန်တော်တို့ရဲ့ YouTube channel Facebook page TikTok account ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ် ကဲ15မိနစ်လောက်ပြည့်ပြီဆိုတော့ရပါပြီအကယ်၍ညီကိုတို့ကမသေးကြဘူးဆိုလို့ရှိရင်မုတ်ပင်နောက်တစ်ခုကိုဆမ်းပြီးတော့စားလို့ရပါတယ် sorry ပါတခုပြောဖို့မေးခဲ့တာမပေါင်းတဲ့အခါစုံမွေးရက်ထည့်ပြီးတော့ပေါင်းတာပို့ပြီးတော့အနက်ကိုတသိန်းလေးနဲ့ဖြည့်စီပါတယ်ရမ်းမွေးပါတယ် okay ဒီမှာမုတ်မွေးလေးနဲ့အရန်ရသာရှိတဲ့မုတ်ပင်နောက်ကိုရလာပါပြီအကြလို့စားဖြစ်လဲဆိုတော့မုတ်ပင်နောက်စားရင်လည်းအရင်ကငယ်ဘဝကိုပြန်လွှမ်းရင်းနဲ့ပေါ့ဗျာချိုးတကြတော့မုတ်ပင်နောက်လေးနေရင်လည်းအချစ်ဆက်လဲနေလည်းရှိရင်ရှိကြမယ် okay အရန်မဲ့ရသာရှိတော့မို့လို့လိုက်ပြီးတော့တစ်ခါလောက် ော့စားချေပါနောက်တဲ့ဗီဒီယိုမှာထပ်တွေ့မယ်ဘိုင်ဘိုင်